္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ကမ်းဘလူကနေခေဦးဘက်ကိုစစ်ကြောင်းထိုးလာတဲ့အင်အား100ကျော်ပါတပ်မ33တပ်ကိုတိုက်ခိုက်မှုစစ်ကြောင်းစုဖွဲ့မှုပြက်ပြီးစစ်ကြောင်းမှုအပါဝင်စစ်သား90ဦးဟာသေသွားကစစ်တုံးပန်း15ဦးနဲ့လက်နက်ခဲယမ်းတွေကိုရရှိပါတယ်ဖလင်းကြီးမြို့နယ်ဝမ်ပောင်ကုမ္ပဏီအတွင်းမှာတက်ဆွဲထားတဲ့စစ်တပ်ကိုချက်တိုက်တော်အလုံး30နဲ့ပြစ်ခတ်တိုက်ခဲ့တဲ့တဲ့ရင်ပါဝင် ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးချင်တဲ့သတင်းတစ်ပုဒ်ကတော့စကိုင်းတိုင်းကမ္ဘလူမြို့နယ်ကနေခင်ဦးဘက်ကိုစစ်ကြောင်းထိုးလာတဲ့အင်အားတရာကျော်ပါတပ်မ33တပ်တွေကိုတိုက်ခတ်ခဲ့ရမှာစစ်ကြောင်းစုဖွဲ့မှုပြပြီးစစ်ကြောင်းမှုအပောင်ဝင်စစ်သားအယောက်50ဟာတည်သွားကစစ်တုံးပန်း15ရောက်နဲ့လက်လက်ခရမ်းတွေကိုရရှိခဲ့လို့စကိုင်းတိုင်းပြည်သူ့ကာကွယ်တပ်ဖွဲ့က ထော်လိုင်းသတင်းမြစ်ကရန်ကုန်ခေတ္တမီဒီယာကိုပြောပြပါရယ်။နွေဘာလ12ရက်နေ့မနေ့8နိုင်မိနစ်50အချိန်လောက်ကကမ်ဘလူးမြို့နယ်ဝတ်တိုးကျေးရွာစစ်တပ်အထိုင်စခန်းကနေခေဦးမြို့နယ်ဘက်ကိုအင်အား100ကျော်နဲ့စစ်ကြောင်းထိုးလာတယ်။တပ်မ33လောက်ခန့်ခလရ113စစ်ကြောင်းကို ကမ်ဘလူမြို့နယ်ရင်းတိုက်ရွာအနီးမှာတော်လန်းတပ်တွေကဝိုင်းဝန်းတက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။တိုက်ပွဲမှာမနေ့7:45မိနစ်အချိန်ထိကြာမြင့်ခဲ့တာဖြစ်ပြီးစစ်တပ်ဘက်ကစစ်ကြောမှုအပအဝင်အယောက်90ဟာထေသွားသလိုစစ်တုံပန်း15ရောက်ကိုလည်းလက်လက်ခဲယမ်းတွေနဲ့တူဖမ်းဆီးရရှိထားရလို့လည်းသိရှိရပါတယ်။ဒီတိုက်ပွဲကိုကမ်ဘလူခန်ပကဖကာဘိုးတိုက်နယ်ပကဖကြောက်တိုင်ပကဖရေဦးမြို့နယ်လက်ယုံပကဖခင်ဦးပကဖ PDF ပလာဖစုဖွဲ့တခွဲတို့ပါဝင်တက်ခိုက်ခဲ့လို့လည်းသိရှိရပါတယ်ရှင်စကိုင်းတိုင်းတဘောက်ကိုတင်ဆက်ပေးကြပါရစေ။စကိုင်းတိုင်းရွှေဘုံမန္တလေးလမ်းပိုင်းမှာအကြမ်းဖက်စစ်တပ်အထိုင်ချနေတဲ့နေရာနဲ့ကင်းဘုံကိုတိုက်ခိုက်ခဲ့ရမှာ။ကျမ်းဖက်စစ်တပ်ဘက်ကဒုတက်ခွဲမှုအပါအဝင်၄ဦးဟာသေသွားကြတယ်လို့ ရှေဘုံမြို့နယ်ပကဖတောင်ကိုရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရတယ်။နိုဝင်ဘာလ10ရက်ညနေ4:30မိနစ်ခန့်မှာရှေဘုံမြို့နယ်တောင်ဘက်အထက်မုံဦးမှာအထိုင်ချတက်ဆွဲထားတဲ့အကျန်းဖက်စစ်တပ်ရဲ့တပ်မ33လောက်ခန့်စစ်ကြောင်းကစစ်သား20ခန့်ဟာရွှေဘုံမန္တလေးလမ်းပိုင်းတကနန်းရွာထိပ်မှာဝုတ်ချင်းချကအထိုင်ချနေစဉ်တွင် တော်လဲတဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့တာပါအဲဒီတိုက်ပွဲအတွင်းမှာစစ်တပ်ဘက်ကအထင်နာပြီးရှားတော်ကျွာဘက်ကိုထွက်ပြေးသွားရလို့လည်းသိရှိရပါတယ်အဲဒီလိုထိတွေ့တိုက်ပွဲဖြစ်ပွားပြီးရဲ့နောက်မှာတကနန်းကျွာအတွင်းနေမြေရှင်းလင်းမှုလှုပ်ဆောင်နေစဉ်မှာ တော်လင်းတစ်ဖွဲ့ရင်းနဲ့ဒကနန်းရွာဖိုးရင်ကြောင်တွင်ကင်းပုံဝုတ်နေတဲ့စစ်သားတွေကြားမှာတိုက်ပွဲထပ်မံဖြစ်ပွားခဲ့လို့လည်းသိရှိရပါတယ်။အဲဒီတိုက်ပွဲတွေမှာအကြက်ပက်စစ်တပ်ဘက်ကဒုတက်ခွဲမှုအပါအဝင်၄ဦးဟာသေသွားတာဖြစ်ပြီးပကဖရဲဘော်တူဟာလည်းမြင့်မြတ်စွာကြဆုံးခဲ့ရလို့လည်းသိရှိရပါဗျ။အဲတခိုင်မိုးကိုရှေဝိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မြို့နယ်ပကဖတာဝန်ခရဲ့စီမံကုတ်ကဲမှုနဲ့မြို့နယ် PDO တိုက်ခိုက်ရေးအဖွဲ့ တိုက်နယ်1နှစ်35ပကဖတိုက်ခိုက်ရေးအဖွဲ့တွေနဲ့နေမြေကန် ပကဖတွေကပူပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်းသိရပါဗျ။ဒါအပြင်ရွှေဘုံမြို့တောင်ဘက်ကရွှေဘုံမန္တလေးလမ်းပိုင်းကိုတလှကျော်ကြာစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်သားတွေနဲ့တော်လင်းတပ်ဖွဲ့တွေကြားမှာနိုဝင်ဘာလ6နေ့ကလည်းတိုက်ပွဲဖြစ်ပွားခဲ့ပြီးရွှေဘုံမြို့နယ်ပကဖအဖွဲ့ဝင်ရဲဘော်9ဦးဟာမြင့်မြတ်စွာကြာဆုံးခဲ့ရတယ်လို့လည်းသိရပါဗျ။ ရန်ကုန်ကတဲ့တဘောကိုကြည့်အောင်ပါရန်ကုန်တိုင်းပဇွန်တောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကဒူဦးစီးမှုအောင်သူဖြိုကလူငယ်တွေကိုပေါ်တာဆွဲဖန်စီပြီးစစ်မှုထမ်းလူစားထိုးဖြင့်တအုပ်ကို380ကျော်နဲ့အယောင်းဝယ်လုပ်နေရလို့ဖန်စီကန်လူငယ်အချို့ရဲ့မိဘဆွေမျိုးတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြပြပါရယ်ရန်ကုန်မြို့ပဇွန်တောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကဒူဦးစီးမှုဖြစ်တဲ့အောင်သူဖြိုက ညဘက်မှာမြို့နယ်အတွင်းလှည့်လည်ကလူငယ်တွေကိုဖမ်းဆီးပြီးတဦးကိုငွေကျပ်380ကျော်နဲ့ရက်ွက်အုပ်ချုပ်ရေးမှုတွေစီကိုစစ်မှုထမ်းတပ်သားအစားထိုးဖြင့်ပြန်လည်ရောင်းစားနေရလည်းဖြစ်ပါတယ်။ပေါ်တာဆွဲဖမ်းဆီးရရှိတဲ့လူငယ်တွေကိုအမတ်နှစ်ရက်ွက်အုပ်ချုပ်ရေးမှုရုံးအပေါ်ထံအမတ်ရှိရက်ွက်အုပ်ချုပ်ရေးမှုရုံးနဲ့ အမှတ်30ရက်ွယ်အုတ်ချုပ်ရေးမှုရုံးတို့မှာချုပ်နှောင်ထားတာလည်းဖြစ်ပါတယ်။အဲဒီလိုချုပ်နှောင်ထားတဲ့လူငယ်တွေကိုမြို့နယ်အတွင်းကရက်ွယ်အုတ်ချုပ်ရေးမှုတွေစီကိုစစ်မှုထမ်းလူစားတို့တသားအဖြစ်တအုပ်ကိုငွေကျပ်သိန်း80ကျော်နဲ့လစဉ်ရောင်းစားနေတယ်လို့လည်းသိရှိရပါဗျ။အဲဒီလိုဖမ်းဆီးရောင်းစားခံရတဲ့လူငယ်တွေဟာအယောက်20ကျော်ရှိနေပြီဖြစ်တယ်လို့လည်းသိရှိရပါဗျ။ဒါအပြင်အောက်ပဇွန်တောင်လမ်းမကြီးကတရားဝင်လူဒန်းစားပေါင်းစုံလူရည်200ကျော်နေထိုင်တယ်။ အမှတ်242မှာရှိနေတဲ့ကလမာကြီးအဆောင်ကနေလေအေဇင်းခလို့ဆိုပြီးလဆင်ဝေကျေးရီတောင်းခံတာဗိုလ်တောင်ဖျားလန်းကအိုရှန်ပလယ်အင်းဗိုလ်ချုပ်လန်းရေကျော်ဈေးထက်ကအောင်စီတဲခုကန်နဲ့ဇီဇဝါလန်းကလောင်ကစားယုံတွေစီကနေလေလဆင်အပတ်စဉ်လိုင်းကျေးတွေကောက်ခံနေရလို့လည်းသိရှိရပါတယ်အလားတူတရားဝင်ဖွက်လက်ထားတဲ့ဘီယာဆိုင်တွေကိုလည်းသူတအူးတဲ့လာရောက်ကအေဇင်းစစ်တယ်ဆိုပြီး အရက်လိုင်စင်တွေတင်းကထွေအုပ်ရုံးကိုခုတ်ယူပြီးမတရားငုံညက်တာ မတရားအလုံငွေတွေခဏခဏကောက်ယူတာတွေနဲ့အစားအသောက်တွေအလကားယူဆောင်စားတော့တာတွေကို အမြဲတမ်းလိုလိုလှုပ်ဆောင်နေလို့လည်းသိရှိရပါတယ်ရှင်။ဒီတခါမှာတော့အကျန်းဖက်ဆေးဥစုပြုတ်လုံးမဲ့အတူရောင်ရွေးကောက်ပွဲမှာပါဝင်သူတွေကို အရေးယူဖို့အတွက်နီးဥပဒေနဲ့လှုပ်ထုံးလုံနည်းတွေကို ရေးဆွဲနေရလို့ Moon State Federal Council MSFC က ပြောရင်းဆိုဝင်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြပြပါဗယ်။နိုဝင်ဘာလ3ရက်နေ့မှာမွန်ပြည်ဖက်ဒရယ်ကောင်စီကအကြမ်းဖက်စစ်တပ်ပြုတ်လုကျင်းပမဲ့တရားမဝင်အထုရောင်ရွေးကောက်ပွဲအပေါ်မူဝါဒရက်တိကျဲစာတမ်းကိုထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီစာတမ်းထဲမှာမွန်ပြည်ဖက်ဒရယ်ကောင်စီအနေနဲ့အကြမ်းဖက်စစ်တပ်နဲ့စစ်ကောင်စီစစ်ကော်မရှင်ကိုအကြမ်းဖက်ဆီအိုစုလို့မှတ်ယူမှာဖြစ်ပြီး2025ခုနှစ်ဒီဇင်ဘာလမှာသူတို့ပြုတ်လုမဲ့ရွေးကောက်ပွဲဟာ ဖက်စစ်လူရွေးပွဲလိုအမည်တွင်မှာသာဖြစ်တယ်လို့လည်းပြောဆိုထားပါဗျ။ဒါအပြင်အကြက်ပဲစေအုစုကပြုလုပ်မဲ့ရွေးကောက်ပွဲဟာအတူရောင်ရွေးကောက်ပွဲသာဖြစ်ပြီးနောက်ထပ်နှစ်ပေါင်းများစွာနိုင်ငံကိုစစ်ကြုံပြုရန်လက်လက်ကင် လူသက်လိုင်စင်ရယူရန်ဆရာနာရှင်စနစ်တည်မြဲရန်ရွယ်ပြီး ကျင်းပနေတဲ့ရွေးကောက်ပွဲသာဖြစ်တယ်လို့လဲဆိုထားပါတယ်။မွန်ပြည်ဖက်ဒရယ်ကောင်စီအနေနဲ့စစ်ကောင်စီကပြုလုပ်မဲ့တရားဝင်အတုရောင်ရွေးကောက်ပွဲကိုကာလ၃ပါးစလုံးမှာစန့်ကျင်သွားမယ်လို့လဲထုတ်ပြန်ချက်မှာအတည်လင်းဖော်ပြထားပါတယ်။ပြည်သူတွေအနေနဲ့လည်းအကြမ်းဖက်ဆေးဥစုရဲ့အတုရောင်ရွေးကောက်ပွဲကိုကိုယ်စားလှယ်ပြည့်ဝင်ရောက်ရှင်ပြန်ရွေးကောက်ခံတာမိမိအတွက်ဖြစ်စေအစုအဖွဲ့တစ်ခုအတွက်ဖြစ်စေပုဂ္ဂိုလ်တဦးအတွက်ဖြစ်စေ မဲဆွယ်စီယုံမှုပြုလုပ်တာ ကုညီပံ့ပိုးတာတို့အပါအဝင်အတုအယောင်ရွေးကောက်ပွဲ အထမြောက်စေဖို့အတွက်ဓာတ်ရိုက်ဖြစ်စေတဲ့ဝရည်ဖြစ်စေတနည်းနည်းနဲ့ပါဝင်ပတ်သက်မှုပြုခြင်းပံ့ပိုးကုညီမှုပြုခြင်း အာပေးခြင်းတွေကိုမြှုပ်လို့ရတယ်ဒူလိုပြုလို့ရင်မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့လှုပ်ထုံးလုံနည်းတွေနဲ့အညီအရေးယူဆောင်ရွက်သွားမယ်လို့လည်းမွန်စတိတ်ဖက်ဒရယ်ကောင်စီ MSFC ကပြောရေးဆိုခွင့်ရှိသူကပြောဆိုထားပါတယ်ရှင့် ပဲကိုးတန်းအတန်းတပုတ်ကိုတက်ဆက်ပေးကြပါရစေ။ပဲကိုးတန်းမင်းလာမြို့နယ်ဗန်မွေးကုန်းရွာနီးမှာတက်ဆွဲထားတဲ့အကြက်ဖက်စစ်တပ်ကလုံခြုံရေးကိုအကြောင်းပြကာပြည်သူတွေကိုတော့ရဲ့အတွင်းမှာရွာလုံးကျွတ်ပြောင်းရွှေ့ခိုင်းထားရလို့ဒေသပြည်သူတွေကရန်ကုန်ခေတ်စ်ကိုပြပြပါရစေ။နိုဝင်ဘာလ10ရက်နေ့ကစတင်ပြီးအကျန်းဖက်စစ်တပ်ဟာမင်းလာမြို့နယ်ပိုင်းပဲခူးရုံးမှအတွင်းဗန်ပွေးကုန်းရွာကပြည်သူတွေကိုအကျန်းဖက်စစ်တပ်က ၃ရက်အတွင်းမှာရွာလုံးကျို့ပြောင်းရွှေ့ခိုင်းထားတာလည်းဖြစ်ပါတယ်။အဲ့ဒီဗန်ပွေးကုန်းရွာအနီးမှာအကြက်ဖက်စစ်တပ်ကတက်ဆွဲထားတာဖြစ်ပြီးသူတို့ကိုတော်လိုင်းတပ်ဖွဲ့တွေကကျေးပါအတွင်းကလာရောက်တိုက်ခိုက်မှာကိုစွရင်တာကြောင့် အခုလိုပြောင်းရွှေ့ခိုင်းတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။ဗန်ဘဲကုန်းရွာဟာပဲခူးရုံမှအတွင်းမှာတည်ရှိနေတဲ့ကျွေးရွာဖြစ်ပြီးအကြမ်းဖက်စစ်တပ်ဟာကျွေးရွာအတွင်းမှာတပ်ဆွဲထားကရုံမှအတွင်းစစ်ကြောင်းထိုးရာတွေကိုလှုပ်ဆောင်နေတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။ဒါအပြင်2025ခုနှစ်မေလပိုင်းကလည်းမင်းလာမြို့နယ်ပိုင်းပဲခူးရုံမှအတွင်းအင်အားတရာနဲ့စစ်ကြောင်းထုတ်လာတယ်။အကျန်းဖယ်စစ်တပ်ဟာစစ်သား၂ဦးဟာဗန်ပွေးရွာနေမုတ်ကဆယ်မှာမူးယူးတောက်စားပြီး ရေစင်းချိုးရကနေစစ်သားတအူးဟာမွေကြိုက်ခံရပြီးတေသွားခဲ့တယ်လို့ကြံတအူးမှလည်းရင်းနစ်တေသွားခဲ့တယ်လို့လည်းသိရှိရပါတယ်ရှင်ဒီတစ်ခါမှာတော့စကိုင်းတိုင်းဝင်းသူမြို့နယ်မှာစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ရာမှာစစ်သားတအူးဟာတေသွားခဲ့ကြောင်းဝင်းသူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်မီဒီယာကိုပြောပြပါရတယ်။နိုဝင်ဘာလ10ရက်နေ့မှာဝင်းသူမြို့နယ်ခတ်ချိုကျေးရွာကိုစစ်ကြောင်းထိုးလာတယ်။ အင်အားတရာခန့်ပါတဲ့စစ်ကြောင်းကိုတော်လန်တပ်ဖွဲ့တွေက drone 60မမတွေနဲ့ဘုံကျဲပစ်ခတ်တိုက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။ဒီတက်ခိုင်မှုအတွဲမှာအကြမ်းဖက်စစ်တပ်ဘက်ကတအူးဟာသေသွားတာဖြစ်ပြီးနှစ်အူးဟာထိခိုက်ဒဏ်ရာရှိခဲ့ပြီးတော်လန်ရဲဘော်တွေဘက်ကထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့လို့လည်းသိရှိရပါတယ်။ဒီတက်ခိုင်မှုကိုဝင်းသူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖာ ကောလင်းခင်အမှတ်လေးတရင်တို့ကပူပေါင်းလှုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။အလားတူပဲကိုတန်ရေတာရှိမြို့နယ်မှာလည်းအကျန်းဖက်စစ်တပ်သတင်းပေးဒေါက်တိုင်တူကစစ်တပ်ကထောင်ထားတဲ့မိုင်းနှင်းမိပြီးခြေပြတ်သွားတယ်လို့လည်းသိရှိရပါတယ်။အကျန်းဖက်စစ်တပ်ကထောင်ထားတဲ့မိုင်းကိုစစ်တပ်သတင်းပေးဖြစ်တဲ့ဒေါက်တိုင်ထိတ်ပေါက်ရွာသားဝင်းနိုင်ကနှင်းမိခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်။အဲလိုမိုင်းနှင်းမိတဲ့အတန်းကြောင့် ဝင်းနိုင်ဟာခြေတော့ပြတ်သွားပြီးတံငိုခရံနှစ်ဆောင်ပြိုင်စည်းကမ်းမှာကုသမှုခယုံနေရတယ်လို့လည်းသိရပါတယ်ရှင်။အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့သခိုင်းတိုင်းစနင်းကြီးမြို့နယ်ဝမ်ပေါင်ကုမ္ပဏီအတွင်းမှာတက်ဆွဲထားတဲ့အကြက်ဖက်စစ်တပ်ကို short tight တော့အလုံး30နဲ့ပြစ်ခတ်တက်ခတ်ခဲ့လို့ဒေတာတွင်းသတင်းမြစ်ကရန်ကုန်ခေတ်တစ်ကိုပြောပါရယ်နိုဝင်ဘာလ17ရက်နေ့ည10:00နာရီခန့်ကနေစတင်ပြီးစနင်းကြီးမြို့နယ်ဝမ်ပေါင်ကုမ္ပဏီအတွင်းမှာတက်ဆွဲထားတဲ့အကြက်ဖက်စစ်တပ်ကို တော်လင်းတပ်ဖွဲ့တွေကရှော့တိုက်တော့အလုံး30နဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတိုက်ခိုက်မှုတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်ကထိခိုက်မှုအခြေအနေကိုအတည်ပြုနိုင်ခြင်းမရှိသေးပဲစစ်တပ်ကလည်းကျေးရွာတွေကိုလက်နက်ကြီးတွေနဲ့ရန်တန်ပြစ်ခတ်ခဲ့တာကြောင့်စတဲ့ရွာအတွင်းလက်နက်ကြီးကြီးကြက်ရောက်ပောက်ကွဲသွားခဲ့ရလို့လည်းသိရှိရပါတယ်။အော်တိုဘာလ23ရက်နေ့ကလည်းတရုတ်ဝမ်ပေါင်ကုမ္ပဏီဝင်းတွင်းမှာတက်ဆဲထားတဲ့စစ်တပ်ကိုတော်လိုင်းတပ်တွေက တရခွန်မမရှော့တိုက်ဒရုန်းတွေနဲ့နေရာပေါင်းစုံကနေပစ်ခတ်တိုက်ခတ်ခဲ့ရမှာကုမ္ပဏီဝင်းထွဲမှာကြောက်ရောက်ပောက်ကွဲမှုဖြစ်ပွားခဲ့ပြီးမီးတွေလောင်ကျွမ်းခဲ့ပါသေးတယ်။အဲဒီနောက်မှာတော့ဝမ်ပောင်းကုမ္ပဏီဝင်းထွဲမှာအရေးပေါ်အုပ်အော်ဆွဲသွန်နေတညလုံးထွက်ပေါ်လာခဲ့ပြီးမီးသက်ကားတွေစစ်ကားတွေနဲ့ရဲကားတွေရိုးရင်းစက္ကန့်ဖြစ်ပွားခဲ့လို့လည်းသိရှိရပါတယ်။ဂျက်ဘက်စစ်တပ်ဟာဆလင်းကြီးမြို့နယ်အတွင်းစစ်ကြောင်းထုံးမှုတွေလှုပ်ဆောင်နေတာဖြစ်တဲ့ပြင် လေကြောင်းတက်ခိုက်မှုတွေကိုလည်းမကြာခဏဆိုသလိုလှုပ်ဆောင်နေတာကြောင့်ပြည်သူတွေစစ်ပေးရှောင်နေရတယ်လို့လည်းဒေသပြည်တွေစီကနေသိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရကုန်ခေတ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးများပါ။